ကဲမင်္ဂလာပါဒီတစ်ခါကျွန်တော်မနေ့အလို့ကျွန်တော်ပြောထားသလိုပေါ့နော်ဒါကျွန်တော်တို့ဒါ water လို့ vivo ကထုတ်တဲ့ပုံစံတွေကိုကျွန်တော်တို့ဒါ bp account တွေထုတ်လိုက်ပြီးဆိုကြပါစို့ထုတ်လိုက်တဲ့ပုံစံကိုကျွန်တော်တို့ဒါဘယ်လိုထုတ်ပြရမလဲဘယ်လိုမျိုးဗန်ဆောင်နဲ့ချိတ်ဆက်မယ်ဆိုတာကိုကျွန်တော်အခု tv ကိုမှကျွန်တော်ဒါပြီးတော့ပြန်ပြီးတော့ sharing လုပ်ပေးမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကအခုဒီ bp account ဒါဗန်ဆောင်နဲ့ချိတ်ဆက်ဖို့အတွက်ဆိုရှင်ကျွန်တော်တို့ရ bp account ဒီတကယ်လို့ အခုလက်ရှိအသုံးပြုနေပြီးဖဲ့အကောင့်ဒီဘယ်လိုပြီးဖဲ့အကောင့်မျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကထိုင်းမလေးစင်ကာပူဒီနိုင်ငံချမ်းမှာရှိဖို့ဘယ်နိုင်ငံမှာရှိရှိဖို့ရှိတဲ့လူတွေဆိုလို့ရှိရင်ဒီစင်ကာပူဆိုရင်စင်ကာပူပြီးဖဲ့အကောင့်ဖွေစင်ကာပူဘန်ဆောင်နဲ့ချိန်လို့ရမှာဖြစ်ပါတယ်ထိုင်းဆိုရင်ထိုင်းပြီးဖဲ့အကောင့်ဖွေထိုင်းဘန်ဆောင်နဲ့ချိန်ပြီးအသုံးပြုလို့ရတာဖြစ်ပါတယ် ဒါပေးနိုင်ငံမဆိုပဲသူ့နိုင်ငံနဲ့သူတတ်မှတ်ချက်နဲ့သူသွားတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒါကကိုရီးယားပန်ဆာအုပ်နဲ့ချိန်မှဖြစ်ပါတယ်ဒါကအခုဖွင့်ရတဲ့ဟာလေကိုရီးယားပန်ဆာအုပ်နဲ့ချိန်မှဖြစ်တဲ့တော့ကိုရီးယားဘေးဘက်အကောင့်ဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီပန်ဆာအုပ်နဲ့ချိန်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဘေးဘက်အကောင့်တွေဝင်မယ်ဒါဘေးဘက်အကောင့်တွေဝင်မယ်ဆိုရင်ဒါအရင်ကကျွန်တော် IPK ကိုရီးယားကိုရီးယား IPK ဆိုတဲ့ဒီဘေးဘက်ဒီပန်ဆာအုပ်နဲ့ကျွန်တော်ချိန်ပြီးအသုံးပြုရတာဖြစ်ပါတယ်အခုတခါဟာနာပန်ဆာအုပ် ဒီကျွန်တော်ဒါခေမင်းရောကျွန်တော်ဒါရိုက်ထုတ်ကြည့်နေတဲ့အတွက်ကိုဒီဟာနာဆိုတဲ့ဒီပန်စာဦးနှမကျွန်တော်ချိန်မှာဖြစ်ပါတယ်ဟာနာဆိုတဲ့ဒီပန်စာဦးနှမချိန်မှာဖြစ်တဲ့အတွက်ကိုဒီစိတ်ဝင်စားမင်းကြီးကိုဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ဗီဒီယိုဆောင်းအောင်ကြည့်ပြီးတော့ပါဘယ်လိုချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒီဖြစ်အကောင့်တွေကိုကျွန်တော်ဝင်ပြီဝင်ပြီဆိုတော့ကျွန်တော်မှာဘန်စာအောင်မရှိသေးဘူးဆိုရင်ဘန်စာအောင်ဒါကိုရီးယားမှာရှိနေဒီကိုဆိုရင်ဘန်စာအောင်လုပ်လိုက်ပါဒါဒါကတော့ကိုရီးယားဒီဖြစ်အကောင့်ဖြစ်ပါတယ် ဒါဆိုလို့ရှိရင်ဒီမှာဒီ ban app ban ပေါ့နော်ဒီမှာကတ်နဲ့ကတ်နဲ့ချိန်မလားဒီ ban နဲ့ချိန်မလားဆိုပြီးတော့ဒီမှာ add new လေးကိုကျွန်တော်နှိပ်မယ်နှိပ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ ban နဲ့သွားမှာဖြစ်တော့ ban နဲ့သွားတာဘာကြောင့်လဲဆိုတော့ ban မှာရှိတဲ့ဒီ ban စာအုပ်မှာရှိတဲ့ဟာကြီးကတော့ထောက်လို့မရဘူးပြောမစောတန်းပြီးတော့ဘေးဘက်ကနေထောက်ယူလို့မရပါဘူးတကယ်လို့ကတ်ကတ်ဆိုလို့ရှိရင်ကျွန်တော်တို့ခု0ဝယ်တာတို့ဘေးဘက်နဲ့0ဝယ်တာတို့ဘာလို့ဆိုလို့ရှိရင် ဒါကျွန်တော်တို့ကဒီဟိုနေ့မော့ဒီကတ်ကနေပေါ့ visa ကလို master ကကတ်ကနေပြီးရောကျွန်တော်ဒါထောက်ယူရဖြစ်ပါတယ်တကယ်လို့ကျွန်တော်ကတော့ကိုရီးယားဘီဘက်အကောင့်ဖြစ်လို့လားကိုဒါမှသူပြနေပါတယ်အကောင့်မှာကိုရီးယား1ဆိုပြီးသူပြရတယ်ဘဏ်အကောင့်ရင်ကိုရီးယား1ဆိုသူပြရတယ်ကြေလို့ကျွန်တော်ကစင်ကာပူတို့ထိုင်းတို့ဘာလို့ဆိုရင်ဒီလိုမျိုးပဲပေါ့မယ်မဘဏ်အကောင့်ကိုဒီထိုင်းဆိုထိုင်းဂျပန်ဆိုဂျပန်မလေးဆိုမလေးစင်ကာပူဆိုအဲ့လိုမျိုးပုံမှာအဲ့ဒါပြီးရော ဘန်ရန်ဘန်နိုင်ဆိုပြီးတော့ကျွန်တော်တို့ရိုက်မှာဖြစ်ပါတယ်နော်ဘန်နိုင်ဆိုပြီးရှင် AA NA ဆိုပြီးတော့ဒါဟာနာဟာနာဘန်ဆိုပြီးကျွန်တော်ကအခုကျွန်တော်ဖွင့်ရတာဒီပေါ့ဒါကိုရီးယားတို့ရေးရတယ်ဟာနာဥနိုင်ဆိုတာရှိပါတယ်အဲ့ဒါနဲ့ချိန်မယ်ချိန်ပြီးတော့ကျွန်တော်တို့ရဲ့ဟိုဒီနေရာမှာဘန်ကောက်ဘန်နံပါတ်16လုံးကျွန်တော်ရိုက်ထဲမှာဖြစ်ပါတယ်ဒါကိုကျွန်တော်ရဲ့ဘန်နံပါတ်ဒီ16လုံးရိုက်ထဲမှာဖြစ်ပါတယ်ဒါတကယ်အရင်ရိုက်စမ်းလိုက်ကြည့်ရမယ် ါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘန်ဆောင်အရန်နာမည်တွေကိုကျွန်တော်ရိုက်ဝိုင်းဖြစ်ပါတယ်နော်ဒါသူတို့မှန်အောင်ကျွန်တော်တို့ရိုက်ပြီဆိုလို့ရှိရင်ဒါ confirm ဖြစ်ဖို့အတွက်ကိုကျွန်တော်ဒါ ATP အတွက်ကိုကျွန်တော်ထပ်ဆက်သွားမယ်ဒါမှဆိုလို့ရှိရင် national ID ရှိတယ်ဒီ national ID ကဘာလို့ဆိုတော့ကိုရီးယားနိုင်ငံနဲ့ညီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ ID card ပေါ့ဒါဆိုလို့ ID card နဲ့ဆိုရင်ခက်ခဲရှိနာတယ်ဒါကြောင့်မို့လို့ ID card နဲ့မလုပ်ရတဲ့ဟိုအောက်ကိုကျွန်တော်တို့တစ်ချက်ဆိုတော့ test ID ဆိုပြီးကျွန်တော်တို့သွားမှာ test ID နေရာမှာကျွန်တော်တို့ဘာဖြစ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့က ဒီကျွန်တော်တို့ယောမကျောဆန်းဆိုတာရှိတာအဲဒါဆိုင်ဝါစာတန်းရှိတယ်နော်အဲ့ဒီယောမကျောဆန်းရကဒီနမဆယ်လုံးကိုကျွန်တော်ရိုက်ထည့်အောင်ဖြစ်ပါတယ်ယောမကျောဆန်းကကျွန်တော်တို့ဆောင်းဆောင်းဆောင်းကြာတုံးတုံးဘုံတုံးဆိုပြီးတော့အဲ့ဒါကျွန်တော်တို့ရိုက်ထည့်အောင်ဖြစ်ပါတယ်အဲ့ဒါကိုဆိုလို့ရှိရင်အမှဆိုရင်ညံ၄6ရှစ်အားလုံးဆယ်လုံးရှိတယ်အကနန်းလေးကိုကျွန်တော်တို့ယောမကျောဆန်းဆိုင်ဝါထောက်တော်မူတဲ့ညကိုဆိုလို့ရှိရင်အဆင်ပြေမှာဖြစ်ပါတယ်အဲ့ဒါနဲ့ live လို့ဆိုလို့ရှိရင် ဒီမှာကဒီ national id မှာကျွန်တော်မရိုက်ပင်တဲ့ကိုကျွန်တော်ရဲ့ဒီအနောက်အောင်ဆုံးမှာ test id ဆိုပြီးကျွန်တော်ရိုက်မှာဖြစ်ပါတယ်။အာအောက်က test id ကိုကျွန်တော်ရိုက်သွားပြီးဖြစ်ပါတယ်။ရိုက်သွားပြီးဆိုလို့ရှိရင်အောက်မှာကျွန်တော်တို့ရဲ့ဒါနာမည်နဲ့အတိအကျအမှန်ကန်ဖြည့်ဖို့လိုတယ်။လိုပြီးဆိုလို့ရှိရင်ကျွန်တော် test id test id ကကျွန်တော်ပြပြလို့မရအောင်နော်။ test id ရိုက်ပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ test id ကကျွန်တော်ခဏခါပြောပြလို့ပဲ။ရောမာဂျွန်ဆန်ရှောက်လာတဲ့ညီပေါ်ဇာယွက်ရတာဖြစ်ပါတယ်။အဲ့ဒီဇာယွက်ကစကုတ် ဒီဆဲလုံးကိုကျွန်တော်ရရမှာဖြစ်ပါတယ်။အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒီအောက်မှာကျွန်တော်တို့တချက်တချက်နှိပ်မယ်။တချက်နှိပ်ပြီဆိုလို့ရှိရင်ဒါ confirm ဖြစ်ပါပြီနော်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပြရပါပြီ။အတီးပြုတ်ပါပြီ။ဒါမှဆိုရင်ဒါဘေးဖေကနေသတို့ဒါအတီးပြုတ်ွယ်ဖြစ်ပါတာအဲ့ဒါကိုပြန်ပြီးတော့ကျွန်တော်တို့ထပ်ကြည့်မှာဖြစ်ပါတယ် ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါအတီးပြည့်ဝယ်ပြီနော်ကျွန်တော်ကတော့ဒီဟာနာပန်စာကိုကျွန်တော်အတီးပြည့်ဝယ်ဖြစ်ပါတယ်အတီးပြည့်ဝယ်ပြီဆိုရင်ကျွန်တော်တို့ဒါဆိုကြပါစို့ကျွန်တော်ကတော့အာဒီကပေါ့ဒေါ်လာ100ပေါ့ဒေါ်လာ100ကိုကျွန်တော်တစ်ချက်နှိပ်ပဲထိုက်ပြီးတော့ဒါငွေလွှဲတာကိုကျွန်တော်ထောက်မှာနော်ထောက်ပြီးဆိုရင်ကျွန်တော်တို့ကပန်စာအုပ်တွေကိုဟာနာပန်စာအုပ်တွေထည့်မလား IBK ပေါ့ပန်စာအုပ်တွေထည့်မလားတော့ကျွန်တော်ဟာနာတွေကိုသွားမယ်ပေါ့ရအမှတ်ချက်လိုက်မယ်ဒါဝန်ဆောင်ကကတော့သူဘယ်လိုပြောဆိုဝန်ဆောင်ကက ဒီ1500ယူရနော်ပို့ဆောင်ဒီအဲ့ဒါကိုကျွန်တော်တစ်ချက်နှိပ်မယ်နှိပ်ပြီဆိုရင်ကျွန်တော်ကတော့ဒေါ်လာကိုဒါ60ပေါ့နော်60အလုံး100ကျော်ရှိတယ်ဟိုဒါထိုင်း100ကျော်ရှိတယ်ဂျပန်က1000ကျော်ရှိတယ် US ကကျွန်တော်တို့ဒါ USD က60ဒေါ်လာ60နဲ့34ပေါ့အဲ့ဒါရှိတယ်အဲ့ဒါကိုကျွန်တော်က US ကိုကျွန်တော်ချက်နှိပ်မယ်60တောင်း34အဲ့တော့နှိပ်ပြီး next ကိုသွားမယ် ဘာလို့ဆိုရင်ဒါကျွန်တော်ကဒီကျွန်တော်တို့ရဲ့ဟန်နာပန်စာအုပ်တွေကိုသူကဘယ်လိုဝင်မလဲဆိုတော့ရှင်ဒီဝန်ဆောင်ကနှုတ်ပြီးပြင်ကိုတသိန်း2000 3000 929ကျပ်ဝင်မှာဖြစ်ပါတယ်ဒါ3ရက်ကနေ9ရက်အတွင်းကြာနိုင်ပါတယ်ဆိုပြီးသူကရေးထားပါဖြစ်ပါတယ်အဲ့ဒါဆိုပြီးရှင်ကျွန်တော်တို့ရဲ့ဘန်စာအုပ်တွေကိုဒါရိုက်ထုတ်လို့ရဖြစ်ပါတယ်ဒါဟန်နာပန်စာအုပ်တွေရပြီဆိုလို့ရှင်ဒီဟန်နာဆိုတဲ့ဒီ application ရှိတယ်ကျွန်တော်တို့ဒါဟန်နာဟိုဘာလို့တောင်းလဲဆိုတော့ဟန်နာဒီအခုကျွန်တော်တောင်းတဲ့ ဒီဘာသာအုပ်ဒီမြန်မာနိုင်ငံရန်ကုန်အမေရိကန်တာဝန်ပေးမှာသူရဲ့ဒီပုံဆောင်မှုပေးတဲ့ဒီဒီဘာသာအုပ်တွေလုတ်ပြီးရနေရာလေးရှိတယ်ရန်ကုန်မှာအဲကြောင့်မို့လို့ကျွန်တော်ကတော့ဒီဒီဟာနာဘာသာအုပ်ကိုတောင်းလာဖြစ်ပါတယ်ဒီဟာနိုင်းဥစ္စာတွေရောက်ပြီဆိုရင်ကျွန်တော်တို့ဒါလုံးရင်ဝင်ပါပေါ့နော်ဒီဘာသာအုပ်တွေရောက်ပြီရောက်ပြီဆိုရင်ကျွန်တော်လုံးရင်ဝင်မယ်လုံးရင်ဝင်ပြီးတော့ကျွန်တော်တို့ဒါအာငွေလွှဲခြင်းဆိုပြီးတော့ကျွန်တော်တို့နေရာရဲ့လှည့်ပြီးရတာမှာပြပတို့ငွေလွှဲတဲ့နေရာကိုကျွန်တော်နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ရဲ့ဓမ္မ တို့ရဲ့ KB ဖုန်းနံပါတ်ပေါ့တိုင်းရိုက်မြန်မာဆိုပြီးတော့ဒါဘဏ်ကောင်တိုင်းရိုက်ငွေလွှဲမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာ KB ဖုန်းနံပါတ်ရိုက်မယ်ဒီမှာနော် KB လေးကိုရိုက်မယ်ရိုက်ပြီးဆိုရင်ဧကပစံမျိုးကျွန်မတို့ရဲ့ဖုန်းနံပါတ်နဲ့ကိုတိုင်းရိုက်လွှဲလို့ရတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီဘဏ်စာအုပ်တွေကျွန်တော်တို့ရဲ့ဘေးဖက်ကပစံကိုဒီဘဏ်စာအုပ်တွေရောက်ပြီဆိုတာနဲ့ဒီကနေပြီးတော့ KB နဲ့တိုင်းရိုက်လွှဲလို့ရပါပြီဖြစ်ပါတယ်နော်ကဲဒီနန်းကြီးကိုလည်းဒါတစ်စစ်စီကျွန်တော်ပြောပြပြီးတဲ့ဆိုလို့ရှိရင်အဲ အားလုံးမအဆင်ပြေမယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့ဒါမလေးစင်ကူတိုင်းမှာလည်းဒီလိုမျိုးပဲเนาะကျွန်တော်တို့ဗန်ဆောင်နဲ့ချိန်မှာဆိုလို့ရှိရင်ထိုင်းဆိုရင်ထိုင်းထိုင်းဗန်ဆောင်အုပ်နဲ့ချိန်မှာဆိုလို့ရှိရင်ထိုင်းပြည်ပကောက်ဖွေဒီမလေးဆိုရင်လည်းမလေးပြည်ပကောက်ဖွေအဲ့လိုဗန်ဆောင်နဲ့ချိန်ပြီးတော့ထုတ်ပြရတာဖြစ်ပါတယ်။ဒါသိစီခြင်းလုံးလို့တော့ဒါပြင်ပြီးတော့ channel လုပ်ပြတာဖြစ်ပါတယ်။အားလုံးမအဆင်ပြေကြပါစေ။မသိတာရှိရင်ကျွန်တော်ရဲ့ချက်ပေါက်မှာလာရောက်မေးမြန်းနိုင်ပါတယ်။